အားလုံးပဲမင်္ဂလာပါဗျာခေါက်တော်များအားလုံးစိတ်ချမ်းသာတဲ့ကိုကြီးကျမကြီးနေရှိကြပါစေဟောဒီနေ့ကျွန်တော်ပြောပြချင်တာကဘာကိစ္စလဲဆိုတော့ကျွန်တော်တို့အလုပ်တွေစီးပွားတွေလုပ်တဲ့အခါကျရင်ငွေကြီးနဲ့ပတ်သက်ပြီးတော့ပြေလည်စေခြင်းနဲ့ငွေကြီးလေပတ်မှုရစေခြင်းနဲ့ငွေကြီးနဲ့ပတ်သက်ပြီးဂျက်မဖြစ်စေခြင်းဘူးပေါ့အဲ့တော့ဝန်ထမ်းလာကဇာတိအနေနဲ့ကတော့ငွေကြီးနဲ့ပတ်သက်ပြီးပုံမှန်လာစာရမယ်လာစာလေးတိုးမယ်ဒါဆိုသူတို့ပို့ကြိုက်တယ် ဘေးပေါက်လုံနေတဲ့လူတွေကိုပိုင်စီးပွားရေးလုံနေတဲ့လူတွေလုပ်ငန်းတစ်ခုကိုစတင်တည်ထောင်ပြီးလေပတ်နေတဲ့လူတွေကြတော့ငွေကြေးနဲ့ပတ်သက်ပြီးဂျမ်းမဖြစ်စေခြင်းဘူးငွေနဲ့ပတ်သက်ပြီးအဖက်ဘက်ကအဆင်ပြေစေရတယ်အဲ့တော့ငွေကြေးကိုလေပတ်မှုအားကောင်းပြီးတော့ဝင်ငွေတိုးစေမယ်နီလန်လေးပြောပေးချင်တာဖြစ်တယ်အထူးသဖြင့်ဝန်ထမ်းလာကသာမဟုတ်ဘဲနဲ့လုပ်ငန်းတစ်ခုကိုလေပတ်ပြီးတော့ဒီလုပ်ငန်းကြီးကိုအောင်မြင်အောင်မောင်းနှင်နေကြတဲ့သူတွေအတွက်အခုပြောတဲ့ရေရီယာအစီရင်ရတော့အများကြီးအသုံးတက်ပါလိမ့်မယ်အဲ့တော့ ဘလို့ဟာမျိုးလဲဆိုတော့မျက်စိနဲ့မြင်အောင်ပြောရရင်ကျွန်တော်တို့ကနံပါတ်၄ချက်ငွေကြေးနဲ့ပတ်သက်ပြီးလုပ်ငန်းရှင်တွေအနေနဲ့လေပတ်စီတဲ့အလှူဒန်းအမယ်ပစ္စည်းတွေရှိပါတယ်။အဲ့လိုပစ္စည်းတွေထဲမှာနံပါတ်၁အားကောင်းဆုံးကပြားရည်ပါ။နံပါတ်၁အားကောင်းဆုံးကပြားရည်ပါ။အဲ့တော့ပြားရည်နဲ့ပတ်သက်တဲ့လှူဒန်းမှုမျိုးလုပ်ပေးရတာရှိတယ်။နံပါတ်၂အားကောင်းဆုံးကကြတော့ကျွန်တော်တို့ကဒိန်းခြင်းပါ။နော် ဒါကငွေကြေးနဲ့ပတ်သက်တဲ့ကံတွေကိုအားကောင်းစေတဲ့ဟာမျိုးဖြစ်ပါတယ်။နံပါတ်3အားကောင်းစေတဲ့ဟာကကြတော့ခြုံများတဲ့အရေးတွေပါ။နော်ခြုံများတဲ့ရေဆိုတော့ခုနကပြားရေကြတော့ဂျာရာရီနန်ကိုယူပြီးပြောတာအဲ့လိုပဲပြားရေလိုပဲခြုံစေတဲ့နောက်ထပ်အချို့ရေအချို့ရေတွေပေါ့နော်တခြားတဲ့တွေအများကြီးပါတယ်နော်စီးလို့သမားတွေဝိတ်တက်တဲ့လူတွေတောက်လို့မရဘူးဘာညာဆိုတော့အားဖြစ်အချို့ရေဒီလိုမျိုးအချို့ရေတွေပေါ့ထားပါတော့ကြွဲရိုင်းတို့လိုနော်အချို့ရေမျိုးတွေ M150 လိုမျိုးအချိုရည်မျိုးတွေအဲ့လိုမျိုးအချိုရည်တွေပါဒီလိုဟာမျိုးတွေကိုကျွန်တော်တို့ကငွေကြေးနဲ့ပတ်သက်ပြီးကံကောင်းစေခြင်းနဲ့ဆိုရင်ဖျားရှင်ကိုကတ်လို့ပူဇော်ရပါတယ်အော်ဒီ၃မျိုးလုံးကျွန်တော်တို့ကတစ်ခါတည်း debate ထဲတော့အဆင်ပြေကြမှာပြင်မယ်ပြည်တဲ့ဟာတမျိုးမျိုးကတော့ကျွန်တော်တို့ကငွေကြေးနဲ့ပတ်သက်ပြီးအဆင်ပြေခြင်းနဲ့ကံကောင်းစေခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကတ်ကိုကတ်ကပါလိမ့်မယ်နော်အဲ့ဒါလေးကိုကျွန်တော်နံပါတ်၁ချက်ပြောစင်တာဖြစ်တယ်အဲ့တော့ကတ်ရမယ့်နေ့၃နေ့ရှိပါတယ်ကတ်ရမယ့်နေ့၃နေ့အဲ့ဒီ၃နေ့မှာ ဦးစားပေးကပ်ပါနံပါတ်1အချက်တင်းနှင်းကုန်နေနေပါနော်တင်းနှင်းကုန်နေရောက်ပြီဆိုရင်ဖះရောက်ပြားရေးကတ်တာတွေအချိုရေးကတ်တာတွေဒိန်ဂျင်ကတ်တာမျိုးတွေလုတ်ပေးရတယ်နံပါတ်1အချက်အဲ့တော့နောက်နေ့ရက်ကကြတော့တင်းနှင်းကုန်နေတော့မအားဘူးအလုံးရှိတယ်တင်းနှင်းကုန်နေမှာပဲအလုံးလုတ်ရတာပိတ်ရမဟုတ်ဘူးအချို့ကြတော့တင်းနှင်းကုန်နေပိတ်ရဖြစ်တယ်စိုင်ပိတ်တယ်အချို့လုပ်ငန်းရှင်တွေကြတော့တင်းနှင်းကုန်နေကလူကြတဲ့နေအလုံးများတဲ့နေဖြစ်တယ်တင်းနှင်းကုန်နေမှာမအားမလက်ဖြစ်ကြတယ်တော့တင်းနှင်းကုန်နေမလုံနိုင်ဘူးဆိုရင်ဗုဒ္ဓဖူးနေပါ ဘုတ်ခုနေရရင်ခုနကပြောတယ်ပြားရီတို့အချိုရီတို့ဒိန်ဂျင်တို့တမျိုးမျိုးဖျားရှင်ကိုကတ်ရပါတယ်ကတ်ရပါတယ်ကတ်ပြီးတော့ငွေကြီးလေပတ်စီဖို့ငွေကြီးနဲ့ပတ်သက်ပြီးအဆင်ပြေသို့နော်ငွေကြီးချမ်းဖြစ်ပဲနဲ့တပြေးပြေးနဲ့ဝင်ငွေစည်းစိမ်မှုအားကောင်းစေဖို့ဆုတောင်းရပါတယ်နောက်ရက်တရက်ကကြတော့ဂျာသာပရီနေပါအဲ့လိုပဲဂျာသာပရီနေနဲ့ပတ်သက်ပြီးမနက်ခင်းကျွန်တော်တို့ဒိန်ဂျင်ကတ်မလားပြားရီကတ်မလား အချွေအေးကတ်မလားဒါမျိုးတွေကတ်ပြရတယ်။အဲ့တော့ဒီ၃မျိုးကိုဘယ်အချိန်ဒီမှာကျွန်တော်တို့ကတ်တင်လဲဆိုတော့မနက်ပိုင်းနေကတ်တာအကောင်းဆုံးပါ။မနက်ပိုင်းနေကတ်တာကပိုပြီးကောင်းတယ်။မနက်စောစောကတ်နိုင်တယ်ဆိုရင်ပိုကောင်းတယ်။ဒီနေ့ကလေလို့နေမျိုးဆိုရင်ကျွန်တော်တို့ကမနက်6နာရီရနဲ့9နာရီခွဲကတ်တာပူကောင်းတယ်။အဲ့ဒီချိန်ကကိုလုပ်ငန်းတွေဆိုင်နေမဖွင့်သေးဘူး။ကိုကိုတိုင်လည်းအိယာကမနိုးသေးဘူးဆိုရင်မနက်9နာရီရနဲ့10နာရီခွဲအတွင်းကတ်တာပူကောင်းပါလေဒီနေ့ကလေနေဆိုရင်။ဘောတစ်ခုနေလည်းအဲ့လိုပဲမနက်စောစော 6နာရီရနဲ့9နာရီခွဲအတွင်းကတ်တာကတော့အကောင်းဆုံးပဲအဲ့ဒီနေအဲ့ဒီအချိန်မရဘူးအဆင်မပြေဘူးဆိုရင်မနက်9နာရီရနဲ့10နာရီခွဲပေါ့ဂျာလာရီနေလည်းအဲ့လိုပဲမနက်စောစော6နာရီရနဲ့9နာရီခွဲအတွင်းကတ်တာအကောင်းဆုံးပဲအဲ့ဒီနေအဲ့ဒီအချိန်မှာအဆင်မပြေဘူးဆိုရင်မနက်9နာရီရနဲ့10နာရီခွဲအတွင်းကတ်တာအကောင်းဆုံးပဲအဲ့တော့ကတ်ကားမဲ့ပစ္စည်းက3မျိုးဖြစ်ပါလိမ့်မယ်ပြားရည်အချိုရည်တစ်မျိုးမျိုးထိန်းကျင်ပါ3မျိုးလုံးမကတ်လဲရရတယ်တမျိုးပဲကတ်လဲရရတယ်သုံးမျိုးလုံးကတ်နိုင်လို့ကတ်လဲရရတယ်နှစ်မျိုးရလို့နှစ်မျိုးကတ်လဲရရ အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးဒါလုပ်ငန်းတကယ်လုပ်ပြီဆိုတဲ့လူမျိုးတွေသိပါလိမ့်မယ်နော်အခုမှစလုပ်တဲ့လူမျိုးတွေလုပ်ငန်းနဲ့ပတ်သက်ပြီးဆိုပိုသိတာအာငွေကြေးလေပတ်ဖို့ရေဟာအကျွေးတွေကြနေတာလည်းရှိတယ်အာကုန်တယ်ကိုပတ်စံပေးရမှာလည်းရှိတယ်အာဒီငွေအမျက်ထရနဲ့ထုတ်ပြီးတော့မိသားစုစားရတော့ရေခလေးចောင်းစီထုတ်ရတာလည်းရှိတယ်အဲ့တော့ငွေရတစ်ခါကျရင်ဂျမ်းဖြစ်ပြီးတစ်ခါကျရင်အရင်ပြောက်သွားတာမျိုးပတ်စံတော့ရှိတယ်အဲ့ဒီပတ်စံအလုတ်ထဲမှာပြန်ဝင်ပြီးငွေအပေါ်မထွက်လာတာမျိုးစသဖြင့်ဒီလိုမျိုးပြဿနာလေးတွေလုပ်ငန်းရှင်မှာတိတ်ဖြစ်တတ်လေးရှိတယ် အရင်ကဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတကယ်ကို financial ဘိုင်းကိုအကောင်းကောင်းမလေးလာတဲ့ဘက်နဲ့လုပ်ငန်းထူထောင်ထားတဲ့သူဆိုရင်ပို့ဆိုးပါတယ်။နောက်အလို့လူတွေအတွက်ဒီရတရားလေးတွေကိုကိုပေးပါကိုကိုယ်တိုင်လည်းငွေချင်း management ဘယ်လိုလုပ်ကြလဲဆိုတဲ့ကိစ္စတွေကိုလေ့လာပါသင်တန်းတွေတက်ပါဒီရည်ရည်အားလည်းအထောက်အကူထိုးနေတယ်ဖြစ်ပါလိမ့်မယ်။နောက်ဆုံးတော့တွေးဆဆင်နိုင်မလို့ယုံကြည်ပါရယ်။ခုနကသားမိတွေအားလုံးငွေကြေးကံကောင်းပြီးတော့အလက်လက်ပတ်တွေရှင်နေသူတွေဖြစ်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါရယ်ဗျာ။